အလုံးမဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ဂျပန်မှာလုံးလုံးပြီးတော့မိဘတွေစီပတ်စံပုံနေပေမဲ့လေမိဘကအမြဲတမ်းစားဖို့ပတ်စံမရှိဘူးလို့ပြောလို့ငိုနေတဲ့ကောင်မလေးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ အရာပြင်းနဲ့မင်းကိုပြောချင်တာလေစီလားတကူကူဆိုလို့ရှိရင်လာလာပြီးတော့မပြောပါနဲ့လို့သူများနိုင်ငံမှာတယောက်တည်းနေရကိုယ့်ကိုယ်ပါစိတ်ဆင်းရဲတာလေအများကြီးပဲမျိုးခါကျတော့အလုံးမှလည်းအစင်မပြေဟန်နဲ့တကူကူဆိုလို့ရှိရင်ကိုယ်မှလည်းကိုယ်စိတ်ဆင်းရဲဆင်းရဲဆရာနဲ့ကိုယ်ရှိတယ်လို့စီလားအခုလည်းကြည့်အောင်နေလေကင်းတော့အလုံးမှပုံစံလာပြီးတော့ခါကျတော့သူသမီးငယ်ကိုတဲ့စိတ်ချမ်းသာအောင်ထားလိုက်ပါစိတ်ချမ်းသာအောင်ထားလိုက်ပါလားဆိုတော့လေငါးစိတ်ဆင်းရဲအောင်လုပ်ညာလားဆိုတော့လည်းမဟုတ်ဘူး သူတို့လူလေးသေးသမီးရှိကိုအကုန်လုံးပေးနေတယ်ကိုမှလည်းကိုကကိုအဆင်မပြေတာလေအများကြီးပဲရှိတယ်ဒါမှမဟုတ်မိဘစီစီရဲ့မှာပြောလို့ဆိုပြီးတော့မပြောဘူးနဲ့ကိုကကိုတယောက်တည်းချိန်ဖြည့်ချင်းကြရတဲ့အရာလေးဆိုတော့လည်းအများကြီးပဲအခုလည်းအလောက်ကအဆင်မပြေလို့ပြောင်းကျင်တာတော့မဩငါအလောက်ပြောင်းလိုက်လို့ရှင်ဩသူတို့ခက်ခဲသွားပါလိမ့်မယ်တခုခုဆိုလို့ရှင်အဆင်မပြေဖြစ်တော့ပါလိမ့်မယ်အငယ်မကလည်းသူကြိုးစားနေရပန်းနဲ့မရောက်သေးဘူးဆိုတဲ့စိတ်နဲ့ကို့မာလေးကိုလုံးကျင်တာလည်းဘာမှမလုပ်ဘူးအစ်မရောက်တာဆိုလို့ချင်လဲ၃နှစ်ကြည့်ပြီအဲ့၃နှစ်နဲ့ကို့မာလေးသူများလည်းအိုက်ဖုန်းခိုင်းကျင်တယ်လေ ဝယ်မလို့ဝယ်မလို့လည်းနှစ်တိုင်းပဲတခါမှသူတို့လိုအပ်တိုင်းလိုက်ပြစည်းနေတာတော့မဝယ်ရဘူးအဲ့လိုကြည့်ကြည့်လုံးမရဘူးလေအဖေမေဖြစ်တဲ့လူကမိဘဖြစ်တဲ့လူကဘာပြောလဲမှန်းလဲဟိုအရင်အမေတကူပုံပြောလို့ရှိရင်အမေအမေဟင်းလေးပါလေဟင်းကောင်းလေးပါလေချက်စားအသားလေးပါလေဝယ်စားအသီးနှံလေးဝယ်စားလို့ပြောလို့ရှိရင်ပစ္စည်းရှိမှဝယ်စားလို့ရမှာပါအမေသမီးလဲနေရပစ္စည်းအမေတို့တမင်းစားဖို့တော့မလောက်ဘူးလား ။မြေဟောကျွေးဖင်းဆရာရှိနေလို့ဆိုလို့ရှင်လိုက်ခဲ့လို့ရတယ်။နောက်သမီးစိတ်ချမ်းသာအောင်လေးတော့ပြောကြပါဦး။ကိုအကူမအခုဆိုလို့ရှင်စိတ်ချမ်းရဆရာတွေအများကြီးပါဆိုနေအမေတို့ကစိတ်ချမ်းအဲ့လိုတက်ပြီးတော့အဲ့လိုလာပြောသမီးခဏနေမရှိဘူး။ယူချင်နေပြီသီလားကိုကူကတကယ်တည်းဘလို့တက်သေးဖို့ဒီစမ်းလာလဲဆိုအမေတို့မသိဘူး။သမီးပါလေသမီးဒုက္ခတွေနဲ့အများကြီးအမေရဲ့သမီးအကုန်လုံးအမေတို့တော့ကိုကြည့်မရအများကြီးပဲ။အမေတို့ဆရာသမီးတွေကိုမကြည့်ဘူးတကူက မောတာသမီးစိတ်ချမ်းသာလို့ပြောအမေဖြစ်တဲ့လူကလည်းမူးလာပြီဆိုပါပြောလို့ဆိုနင်းလွဲတဲ့ပတ်စံတော့ကတော့ငါလက်ပြောက်တစ်ချက်တီးလိုက်လို့ရှိရင်ရတယ်လက်ပြောက်တစ်ချက်တီးလို့ရရင်လည်းသမီးကိုလာပြီးတော့စကားကိုပြောမျိုးနဲ့တားလိုက်တော့တာသမီးပြေကပါဆိုလို့လိုက်တော့ဗျာမိဘအတွက်ပြန်ကြည့်ရတာသမီးဆိုလို့ရှိရင်အဲ့လိုမျိုးပဲမိဘအတွက်ပြန်မကြည့်ရတာသမီးတွေကြာဘယ်မိဘမှအဲ့လိုစကားမျိုးမတွေ့ဘူးကိုကမှဒီမှာဒုက္ခတွေဘယ်လောက်ရောက်နေလဲဆိုတာမင်းတို့မသိဘူးကိုမှလည်းကိုဒုက္ခနဲ့ကိုရှိတယ်အဲ့ဒါအမေတို့ကအဲ့လိုမျိုးပြောလို့ရှိရင်တမီးပါဘလို့မှစိတ်ကအဆင်မပြေဘူး အလုပ်တဲလဲဆီမမြင်ဘူးဘဲပါဆီမမြင်ဘူးဘာလို့လိုလိုမမမြင်တတ်တည်ခြင်းနေတေဝကကျွန်တော်မအိုင်ပြီးပါဒီဝမ်းနေပါလေလာမလုံးနဲ့မမြင်ရောပြောကောင်းလို့မ